င်္ဂလာပါဗျကျွန်တော်ခုနောက်ထပ်မိတ်ဆွေတို့ကို iPhone 11လေးလုံးနဲ့မိတ်ဆက်ပေးမယ်ဒီကောင်လေးဗျာနော်တန်တန်လေးနဲ့ရမယ်ကောင်လေးကောင်လေးကကျွန်တော်ရင်တော့တောက်လျှောက်ကိုကျွန်တော်ဗီဒီယိုရိုက်တဲ့ကောင်လေးဗျာနော်ဒီလိုဗီဒီယိုတွေအကုန်လုံးကျွန်တော်ဒီကောင်လေးနဲ့ပဲရိုက်ခဲ့တာတောက်လျှောက်ကျွန်တော်ကင်နာနှစ်နှစ်ဝင်းကျင်လောက်တော့ရှိပြီဗျာနော်ဒီကောင်လေးဒီကောင်လေးကိုကျွန်တော်ဈေးတန်တန်လေးနဲ့ရိုက်ခဲ့တာနော်ဒီကောင် iPhone 73 Pro ဗျာနော်လုံးဝလုံးဝအတန့်လေးပဲဗျာနော်98%အောင်တန့်လာတယ်နော်ကျွန်တော်လုံးဝအစီကန်းရှိရှိသေချာလေးကင်နာလေးလုံးလေး iPhone 73 Pro 256GB ဗျာနော် ီကောင်မှာကျွန်တော်တို့ကပြစ်ချက်တစ်ခုပဲရှိတယ်ပြစ်ချက်ဆိုတာ error မဟုတ်ခင်ဗျာနော်ဒီကောင်လေးကဘာလဲဆိုတော့ကျွန်တော် battery battery နည်းနေတယ် battery hack ကဒီကောင်က85ပဲရှိတော့မှာနော်ဒီကောင်လေးက battery hack က85ရာခိုင်နှုန်းစပစ်ပြန်နေဒါပဲဗျာနော်ကျွန်တော်ဘာ error မှမရှိစပုံးလည်းတစ်ခါမှမဖွင့်ရသေးဘူးနော် original အကုန်ကောင်းတယ်ဘာ error မှမရှိ battery ပဲ original battery စပုံးကိုမဖွင့်ရသေးဘူးဗျာနော်ဒီကောင်လေးက256 GB ဒီကောင်လေးကျွန်တော်တန်တန်လေးနဲ့ရောင်းဝင်မယ် iPhone 13 Pro 256 GB ဒီကောင်လေးကိုကျွန်တော်18,500တောင်းနဲ့ရောင်းမိမှာခင်ဗျာနော် iPhone 13 Pro 256ကအခု original battery လဲမဲ့ဆိုတသိန်းခွဲဝင်ကျွန်တော်တော့ရှိရဗျာနော်ဒီကောင်လေးတွေအဲ့တော့ကျွန်တော် battery pulling short ပြီးတော့ရောင်းမိမှာ18သိန်းခွဲ iPhone 13 Pro 25စက် THC region ဗျာနော် eSIM ပါဗျာနော် OnePlus Plus eSIM လုံးဝပြကျွန်တော်ပြီးရင်ဒီကောင် iOS နဲ့ဆက်လက်တင်တာဒီကောင်ဗာ error အမှမရှိဗျာနော်လုံးဝမိုက်တယ်ဗာ error မှမရှိ iOS iOS 20ဆက်လက်တင်ထားတယ်နော်ဗာ error မှမရှိဘူး face ID ဘာညာသူ့ဆုံးတွေဘာလဲအကုန်ကောင်းတယ်ဘာ error မှမရှိတဲ့ကောင်နော် iPhone 13 Pro 256ကို16သိန်းကိုခင်ဗျာကျွန်တော်ဒီမှာ home page ယူလက်ထက်အရေးကြဆိုပြီးဝယ်လို့ရတယ်ခင်ဗျကျွန်တော်ဟိုဒီမှာပေးမှာကျွန်တော် phone number လေးတင်နေတာနော်ကျွန်တော်ဖုန်းဆက်မေးမြန်းစုံစမ်းနိုင်တယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ